အားလုံးပဲမင်္ဂလာပါရှင်စန်စတရာလီ channel လေးမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးစင်တာကတော့ဆီယမ်မမွန်ဟွန်စီရဲ့ love light and power ဆိုတဲ့စာအုပ်ကလေးတွေကဒုက္ခကိုဒုက္ခလို့သိပါဒါနဟာအလင်း attitude of gratitude ဆိုတဲ့ counsel လေးတွေကိုဖတ်ပြပေးစင်ပါတယ်ဒုက္ခကိုဒုက္ခလို့သိပါအမေရိကန် သမ္မတဟောင်းရဲ့ကတော်မီရှဲအိုဘားမာရေးတဲ့ဖြစ်တည်ခြင်း began me ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာလေးတစ်ခုကိုသဘောကျမိပါတယ်။ဆရာဦးဝင်းငယ်ရဲ့မြန်မာဘာသာပြန်ကိုဖတ်ခဲ့တာပါ။မီရှဲဟာကမ္ဘာပေါ်မှာအင်အားအကြီးဆုံးနိုင်ငံကြီးတစ်နိုင်ငံကသမရကြီးရဲ့ first lady ဖြစ်တဲ့အတွက်ကမ္ဘာရရက်ကိုတွားရောက်ချီးဆန်းပြီးထိပ်သီးခေါင်းဆောင်ကြီးရင်းနဲ့တွေ့ဆုံရတဲ့အခါမှာတခါတော့အင်္ဂလန်ပြည်ရဲ့ဘုရင်မကြီး Queen Elizabeth နဲ့တွေ့ဆုံခဲ့ရတဲ့အကြောင်းလေးဖတ်မိလို့ပါ။ တခြားသောနိုင်ငံတွေကခေါင်းဆောင်တွေလည်းတက်ရောက်ကြတဲ့ဒီပွဲကြီးမှာ မီရှယ်အိုဘားမားနဲ့ဘုရင်မကြီးတွေ့ဆုံတော့ဘုရင်မကြီးကပြောလိုက်ပါတယ်။အရက်အတော်မြင်တာပဲเนาะဆိုတော့မီရှယ်အိုဘားမားကလည်းဟုတ်ပါတယ်။ကျမကအရက်မြင်တဲ့အပြင် စီရတဲ့ထောင်မြင်ဖဏတ်ကလည်းအတော်မြင်နေလို့ပါလို့ပြောလိုက်ပါတယ်တဲ့။သူစီရတဲ့ဖဏတ်ကနမေကျော်ဒီဇိုင်နာဂျင်မီချူရဲ့အမှတ်တရစိအကောင်စားထောင်မြင်ဖဏတ်ဖြစ်ပါတယ်။ ။ဒီရင်မာကြီးကမီရှယ်အိုဘားမားပြည်မှာရုပ်တရက်လာရဲ့ချိန်သူတွေးနေမိတာကဒီပွဲဘယ်အချိန်မှများပြီးမှာပါလဲ။ဒီဖနက်နဲ့ရက်နေရလားဟာခြေောက်တွေအတော်နာနေခဲ့ပြီပဲလို့သူကတွေးနေရဖြစ်ပါတယ်။ဒီချိန်မှာဘီရင်မာကြီးကလည်းအနားရောက်လာပြီးစကားစမြည်ပြောကြရင်ဖနက်နဲ့ခြေောက်အကြောင်းကိုရောက်သွားတော့ဘီရင်မာကြီးကလည်းသူစီရတဲ့ဖနက်ကလေးသူငုတ်ကြည့်လိုက်ရင် အင်းဒီဖနက်ဒီကတကယ်တော့မကောင်းပါဘူးကွယ်လို့ပြောသွားခဲ့ပါတယ်တဲ့ဘီယင်မကြီးကလည်းခြေထောက်နားနေခဲ့တာကိုဖနက်ရဲ့အရေးအတွေးနဲ့အမှတ်တစိတ်ကိုမကောင်းဘူးလို့ပြောတာတော့မဟုတ်ပါဘူးဒီလိုပွဲလမ်းမျိုးတွေမှာမလွဲမရှောင်သာစီရတဲ့ဖနက်တွေဟာဘလောက်ကောင်းကောင်းအကြကြီးစီရရတော့လေတက်တော့တက်တာမရှိတော့ဘဲနာကျင်ရတာကို ဆိုလိုရင်းဖြစ်တယ်လို့ကျမကတော့သဘောပေါက်မိပါတယ် စာရေးသူကစိတ်ရေးလာတာကအမေရိကန်သမ္မတရဲ့ Air Force 1ဆိုတဲ့လေယာဉ်ပေါ်မှာပါလာတဲ့မိမနဲ့ခေါင်းပေါ်မှာစိန်တရခုကိုစောင်းနိုင်တဲ့မိမခြေထောက်နားနေကြတာကတော့အတူတူပဲဖြစ်ပါတယ်ဘလောက်ကောင်းနေဘလို့ခဏကိုပဲစီစီနိုင်မောင်းများစွာဒီလိုပဲရက်နေရမယ်ဆိုရင်ဘသူခြေထောက်မဆိုဒီလိုနားနေမှာပဲဖြစ်ပါတယ်ဒီအကြောင်းလေးကိုဖတ်ရတော့အင်းသူတို့တွေမဟုတ်ပါလားကိုဆိုရင်လည်းဒီလိုပွဲမျိုးမှာဒီလိုပဲ ခြေရောက်နားနေဦးမှာပဲလို့တွေးပြီးပြောမိပါတယ်ခြေရောက်နားနေတာကိုမနာသလိုဟန်လှုပ်ရှောင်ရင်လူတွေကြားတဲ့ဟန်လှုပ်ပြောရင်နှုတ်ဆက်စကားပြောရင်ကားပေါ်ရောက်တာနဲ့ခနက်တီကို အရသာရှိစွာအမြန်ချွတ်ပစ်လိုက်နေကြတဲ့အချိန်တွေကျမတို့ကြုံကြည့်ကြတာပဲမဟုတ်လားတစ်ဆက်သေးစဉ်းစားမိတာကတော့သမဏကတော်ပဲဖြစ်ဖြစ်ဘုရင်မကြီးပဲဖြစ်ဖြစ်တာမန်အရက်သူတယောက်ပဲဖြစ်ဖြစ်ကိုခန္ဓာရှိလာပြီဆိုရင် နာကျင်ရတဲ့ဝေဒနာရှိပါတယ်ဆိုတဲ့သဘောပါပဲ English လို့ဆိုရင် suffering မြန်မာလို့ဆိုရင်ဒုက္ခသစ္စာ တရားသဘောရဆိုရင်လူပုဂ္ဂိုလ်တရားဝါတိုင်းမှာအမြဲမှန်ကန်နေတဲ့အမှန်တရားသစ္စာတရားအဲ့ဒီဒုက္ခသစ္စာဟာဘလောက်မှန်ကန်နေတယ်လဲဆိုရင်တမရဘရောဘီရင်မကြီးစာရေးဆရာမဆရာအောင်ဘုသူ့ကိုမှဘာကိုမှမခွဲခြားပါဘူးဘီရင်မမှုလို့ခြေတော့မနာဘူးဆိုတာမရှိနိုင်ပါဘူး မအိုဘူးဆိုတာမရှိနိုင်ပါဘူးမသေးဘူးဆိုတာလည်းမရှိနိုင်ပါဘူးခန္ဓာကိုယ်ရှိရင်ဝေဒနာရှိရင်တဖြည်းဖြည်းအိုတာလည်းကံကုန်လဲနေပေမယ့်ဒါပါပဲတဘာဝဓမ္မအရာအရာအလုံးဟာရုပ်နာအစင်တန်းကြီးပဲဆိုတာကိုကျမတို့ကိုပြသနေကြတာပါပဲဆရာဝန်ဆရာမခင်ဗျာအမေသမီးမမမောင်ခွေးကလေးပါပြီးဒီရည်အားလုံးဟာ လူဘဝမှာကျင်းနေနေစရာကာလပတ်လုံးအချင်းချင်းပြောဆိုဆက်သွေးလို့လွယ်ကူပါအမိပေးရတဲ့ပညာချက်သဘောတရားတွေပဲဖြစ်ပါတယ်။အရှင်ဘဝတော့ငါလည်းဘဝပုံစံလေးအမျိုးမျိုးနဲ့အမိနာမပညာတွေအမျိုးမျိုးနဲ့ရှင်းသင်ခဲ့ကြရမှာပါပဲ။ဒီအရာတွေဟာပညာတွေဆိုပေမဲ့လူတွေရဲ့ဘဝနေထိုင်မှုစံတန်းတွေဖုံးကန်ရှင်ွာတွေကို ဘယင်မှာပြည်ရစားစသည်ဖြင့်ပုံစံမျိုးမျိုးဖြစ်သွားအောင်ပွဲပြားခြားနာစေလိုက်တာကရှေးဘဝကပြုလုပ်ပေးတဲ့အကြောင်းကြောင့်လည်းဖြစ်ပါတယ်။ဒီဥဒုကံအကြောင်းတွေကြောင့်သာကျမတို့ဟာသမရကတော့ဘယင်မှာကြီးစသည်ဖြင့်မတူညီတဲ့ဘဝတွေကိုရကြရတာပါပဲ။ကောင်းတဲ့ဘဝ၊နှိမ့်ကြတဲ့ဘဝ၊အစဉ်ပြေတဲ့ဘဝ၊ကြမ်းတမ်းတဲ့ဘဝဆိုတာ ကိုယ့်ရဲ့အတိတ်ကံလက်ရှိကံတွေနဲ့အများကြီးသက်ဆိုင်ပါတယ်။ကံဆိုတာအလုံးမို့ကိုလုပ်တဲ့အလုပ်ကိုကိုယ်တိုင်ပြုပြင်စီရင်လုပ်ရတာပါပဲ။ဘလို့ဘဝပဲဖြစ်ဖြစ်ရတာသမျှကတော့ဒုက္ခလိုပဲနှဲ့ယူရမှာပါပဲ။မတူညီညာတွေထဲမှာမှတူညီနေရာတစ်ခုဟာလေဒီဒုက္ခသစ္စာဆိုတဲ့သဘာဝဓမ္မအနန္တရားတစ်ခုပါပဲ။ဒုက္ခကိုမငြင်းဆန်မဲ့အရှိအတိုင်းသိမြင်လက်ခံတာ လင်းလင်းပွင့်သွားတာပါဒုက္ခကိုဒုက္ခလို့သိရင်လက်ခံပြီဆိုရင်လွမြောက်ရာထွက်ပေါက်ကိုရှာဖွေတွေးရှိနိုင်ပါတယ်ဒါကလည်းကျမတို့ကိုယ်တိုင်စူးစမ်းရယူနိုင်ကြပါတယ်ဒါနဟာအလင်းလူဒန်းပေးခန့်နေဆိုတာကို အင်္ဂလိပ်လိုတော့ giving လို့ပြောတာပါပဲတစုံတစ်ခုပြန်ရဖို့ဆိုတဲ့မျောလင်းချက်မရှိဘဲနဲ့ကိုယ်မှရှိရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာငွေကြီးအသွေးအသား ိုလက်အင်ကစိတ်အပိုင်းနှုတ်ဤစာမပြောဆိုကူညီခြင်းစိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းချစ်ချင်းမြတ်တာအကျဉ်းသာတရားပေးခြင်းအသိပညာဝေမျှခြင်းအစရှိတဲ့အရာတွေကို ကြည်ကြည်လင်လင်ပျော့ပျော့ရွှင်ရွှင် ပေးကမ်းလိုက်တာမျိုး လုပ်ပေးလိုက်တာမျိုးကိုပူတယ်လို့လည်းတနည်းအားဖြင့်ပြောလို့ရပါတယ်။ကျမကလူရန်ပေးကမ်းရတာကိုငယ်စဉ်ကတည်းကဝါသနာပါတဲ့သူဖြစ်ပါတယ်။ အမေတို့ကလည်းအပေးအကန့်ရက်ရောတဲ့သူတွေဆိုတော့သူတို့ရဲ့ထိန်းချောင်းပြုပြင်မှုတွေလည်းပါမယ်ထင်ပါတယ်။ပေးကန်းလူကန်းတဲ့နေရာမှာဆော့ဆော့ဆစ်ဆစ်ကလေးထောက်စီအောင်စဉ်းစားပြရတာစိုက်တဲ့သူဖြစ်ပါတယ်။ thoughtful ဖြစ်တယ်လို့ပြောရမှာပါပဲ။ဘုသူကိုဆိုရင်ဗာပေးရမလဲ။ဘလူဟာမျိုးဆိုရင်တင်တော်မလဲ။စိုက်နှက်တယ်မလဲစသည်ဖြင့်စဉ်းစားရင်းပြောနေဖြစ်ပါတယ်။အမိုက်ပုံမှာအလုပ်လုပ်နေတဲ့မိသားစုတွေကို လူငယ်တတ်မယ်ဆိုရင်မွေပြန့်တဲ့ဆက်ပြားခေါင်းလျှော်ရီအဝိရှောဆက်ပြားစသည်ဖြင့်ထဲ့လူကိုစဉ်းစားမိတာမျိုးပါပဲ။ကိုထံမြင့်တဲ့ပုဂ္ဂိုလ်တွေနဲ့သူတို့နဲ့ဆက်ဆက်တဲ့နေရာလေးကိုလှူပါတယ်။ကိုထံမြင့်တဲ့ပုဂ္ဂိုလ်တွေကိုလှူဒန်းနေဆိုတဲ့အထင်မှာ ခုံကြီးယဟန်သီလရှင်တွေတရားအထုတ်နေတဲ့သူတွေနဲ့သူတို့နဲ့ဆက်ဆက်နေတဲ့ဖျားကံကြောင်းစားတဲ့သက္ကရာ ကတနန်နိကအဆောက်အုံတွေရဲ့ပြုတင်တည်ဆောက်ရေးလုပ်ငန်းတွေယဟန်တန်ဃာတော်တွေကိုစွန့်ကပ်လူဝိယဝစ္စာပညာဒါနအမှုမျိုးတွေပါဝင်ပါတယ်။နောက်တစ်ခုကတော့ကိုထမြင့်နဲ့ကိုကိုဆောက်ရှောက်နေတဲ့နတ်မြတ်နှကောင်ဆောက်ရှောက်တွေကိုလည်းလူတန်းပေးကမ်းလို့ရပါတယ်။ကျမကတော့နေစဉ်မနက်တခါညတခါနတ်တွေကိုပင့်ဖိတ်ပြီးခြံထဲမှာမဟာသမယဒုက္ခတူတူပင်လို့ပူဇော်ပေးတိုင်း တရားနာရင်လက်စွာဘုရားရှင်ကိုကတ်လူနိုင်ဖို့စီမီရေချမ်းပန်းနန်လားစသည်တို့ကိုလည်းကတ်လူပူဇော်ပါတယ်လို့ပြောပြီးပြင်ဆင်ပေးထားလိုက်ပါတယ်မြတ်တာဖို့အများတန်းဝင်လေဒါကကျမနေစဉ်လုပ်နေချာလူခံခြင်းတစ်ခုပါပဲနှစ်ကိုနေတူတဲ့သူတွေကိုလူပါတယ်ဒီလိုအလူကလည်းတကယ်တော့ကျမတို့စင်မှာနေစဉ်အများရန်ပြုလုပ်နေမိတဲ့အလူမျိုးပဲဖြစ်ပါတယ်အိမ်မှာရှိရဲ့မိဘ မိသားစုတွေကိုကျွေးမေးထောက်ပံ့ကြည့်စုဆောက်ရှောက်တာမျိုးဟာကိုနဲ့တူတဲ့သူတွေကိုလူကမ်းပေးကမ်းခြင်းနဲ့ဖြစ်ပါတယ်။အိမ်မှာလူကြီးတွေရှိနေတော့စေဝေးပေးရတာပြုစုပေးရတာစိုက်တာလေးတွေကျွေးရတာက အမြဲကုသိုလ်ရတယ်လို့ဖြစ်နေတယ်။ကုသိုလ်လုပ်နေတဲ့လူတော့ခံယူတတ်ဖို့လိုပါတယ်။မိစေတငယ်ချင်းတွေကိုမုတ်ကြည့်ရလက်ဆောင်တွေပေးတာသူတို့ပြောင်းအောင်လုပ်ပေးတာလုပ်ပေးတာတွေဟာလေကိုနဲ့အဆင့်တူတဲ့လူတွေအချင်းချင်း ပေးကမ်းလှူဒါန်းခြင်းပဲဖြစ်ပါတယ်။ဒါဟာလည်းကုသိုလ်တစ်မျိုးပဲလို့ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးတရားထဲမှာနာကြားခဲ့ရပြပါတယ်။စာရေးခြင်းနဲ့ကောင်းသောအထူးတွေကိုအများအထွတ်မိစဉ်ဝေမျှခွင့်ရနေတာဟာလည်းသမအတွက်ကုသိုလ်လိုပဲခံယူထားမိပါလေ။သုံးဖုထနေတဲ့သူတွေကိုပေးကမ်းလှူဒါန်းပါလေ။ဒါကတော့ရှင်းပါလေ။ကိုလာမပြည့်စုံတဲ့သူတွေ ဆင်းရဲနှံပါသူတွေအတွက်ကိုတက်နိုင်လားလေးတွေဖြည့်ဆည်းပေးတာမျိုးဖြစ်ပါတယ်။ကျမကတော့ San C Max ဟောက်ဆွေးကြောက်ထုတ် Coffee နဲ့အစရှိရဲ့စားသုပ်စားသောက်ကုန်ပစ္စည်းလေးတွေကိုအထုပ်ကလေးတွေနဲ့ထည့်ပြီးသွားလေရာယူသွားတတ်ပါတယ်။လမ်းပေါ်တွေ့သည်။ကျုံသည်။လိုအပ်တဲ့သူတွေကိုပေးကမ်းစွန့်ကြဲပါတယ်။ဘလို့ပဲဖြစ်ဖြစ်တဝန်းတစ်ခါတော့အစဉ်ပြေသွားကြမှာဖြစ်တဲ့အတွက်ကျေနပ်ဝမ်းသာမိပါတယ်။ လေးတိလိစံလေးတွေကိုလှူပါတယ်။တိလိစံကလေးတွေဆိုတော့ကျမတို့နဲ့အများကြီးခွာခြားတဲ့အနေဘုံဘဝကတတော်ဝါလေးတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကကုသိုလ်နဲ့အာကုသိုလ်အဖြူခံနဲ့အမေခံရောနေရဲ့အတွက်လူလောကထဲမှာကျမတို့နဲ့အတူရောနှောပြီးနေထိုင်နေကြရတာပါ။သူတို့အတွက်လည်းကုသိုလ်ပြုပေးပါတယ်။အစာကျွေးတာမျိုးကျမမကြခဏလုပ်ပါတယ်။အိမ်မှာကတော့ခွေးကလေးတွေလည်းရှိနေတဲ့အတွက်ကြောင့် သူတို့ကိုနေ့စဉ်ကြွေးမွေးရတာနဲ့ဒီအလှူကလည်းအထအမြောင်နေပါလေဒါပေမဲ့မပြည့်စုံတဲ့ခွေးကလေးကြောင့်ကလေးတွေအတွက်လည်းမခြားခဏအလှူခံဖြစ်ပါတယ်ငါပိတ်တာတွေအတွက်လည်းလှူခံပြီးပါတယ်ပိတ်တာဆိုတာမမြင်အပ်တဲ့လောကကအနှိမ့်စာပုဂ္ဂိုလ်တွေပါပဲသူတို့အတွက်ကတော့နေ့စဉ်ပြုလုပ်တဲ့ကုသိုလ်ကို အမြတ်ပေးဝေလိုက်ပါပဲဝေလွန်သွားကြပြီးမချစ်မလို့ကြသေးတဲ့မိတ်ဆွေတွေဆွေမျိုးသားချင်းတွေလည်း တဝင်းကျင်မှာရှိနေနိုင်ကြသေးတယ်။ကိုပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုအမြယူပါဆိုပြီးပေးဝေလိုက်တာပါပဲ။နှစ်ဦးအလူအနေနဲ့ကတော့ကျမကကံကောမျိုးနဲ့လုံဟောရွာအောင်မြေယရနာပဋ္ဌာန်းစီပြီးတော့ကုန်းမြေမှာမဟာယံဥဒ္ဒတိုင်းနှစ်ခန်းစာလှူခဲ့ပါတယ်။ဒီလိုဥဒ္ဒတိုင်းလှူတန်းရတဲ့အကျိုးအကြောင်းဘဝမှာကောင်းမွန်တဲ့အကအကွဲအဆောက်အအုံတွေကိုရရှိခံစား ကြပါစေလို့ဆုတောင်းခဲ့ပါတယ်။ကိုထံမြင်နေသူ ကိုနဲ့တူးတဲ့သူကိုထံနေတဲ့သူအဟိတ်တိရစ္ဆာန်လေးတွေကအစာဒေတာတွေအစုံအလူဒါနတွေကို မျှတအောင်ပြုလုပ်ပေးပါတယ်။တကယ်တော့အလူခံပေးမဲ့ပုဂ္ဂိုလ်ကြီးကုသိုလ်ရဖို့အလုပ်တွေအတွေ့တွေဟာကျမတို့နေ့စဉ်ဘဝမှာအချိန်နဲ့အမျှကိုရှင်နေပါတယ်။သတိလေးထားတတ်မယ်ဆိုရင်ကုသိုလ်စိတ်ဖြစ်နေပြီးကောင်းတာတွေအများကြီးလုပ်ဖြစ်လာမှာပါပဲ။ ကျမကတိတ်အချမ်းသာကြီးမဟုတ်ပင်မဲ့လို့ကျမရဲ့ဘဝကတော့ပြည့်စုံဆုံးဆုံးခက်လာပပလေးအမြဲရှိနေတတ်ပါတယ်။လူမယ်ဆိုတဲ့စိတ်နဲ့ပတ်စံရှာတဲ့အခါပိုပြီးရလာတာကိုလည်းတွေ့ရတယ်။ဒါဟာလေသူများအစဉ်ပြေအောင်ပျော်ရွှင်အောင်ဆောက်ရှောက်ရခြင်းပေးကမ်းလှူဒန်းခြင်းများရဲ့အကောင်းကျိုးကိုခံစားနေရတယ်လို့ယုံကြည်ပါတယ်။ attitude of gratitude နေ့စဉ်ဘဝရဲ့ကျေးဇူးတင်စရာကောင်းတဲ့အကြောင်းတွေကိုစဉ်းစားပြတော်ခြင်းဟာကျမတို့ရဲ့ပျော်ရွှင်ထက်တဲ့စိတ်နဲ့စိတ်ရဲ့ကျမကြီးကိုတိုးမြင့်စေတဲ့ဆိုတဲ့အကြောင်းစိတ်ပညာရှင်တွေကလည်းအတိအကျဆိုရပါတယ်။အကြောင်းများအဖြစ်အပျက်တစ်ခုနဲ့ပတ်သက်ပြီးကျေးဇူးတင်လိုက်တာလို့ကျေးဇူးတင်ရကို feeling and expressing ခံစားတာထုတ်ပေါ်ပြောကြတာဟာလက်ငင်းအခြေအနေမှာလည်းကျမတို့ကိုပျော်ရွှင်စေတာမဟုတ်ပဲနဲ့ ပြန်တွေးလိုက်တဲ့အချိန်တိုင်းမှာပျော်ရွှင်ခြင်းကိုဖြစ်စေပါတယ်။ The effects of gratitude are less longer than you think. ပျော်ရွှင်ကျေးဇူးတင်ခဲ့ရတဲ့ခံစားမှုဟာကျမတို့ထင်သာတာထက်ပိုပြီးတာရှိခံတာကိုတွေ့တယ်။ကျေးဇူးတင်ရတဲ့အကြောင်း positive events သုံးခုကိုနေစဉ်ခြာရေးကြည့်ပါတဲ့။အဲ့ဒီအလေးအချက်ကိုတစ်ဖက်လာမပြတ်မကွက်နေတိုင်းလုပ်လာပြီးဆိုရင် ျော်ရွှင်တဲ့ happiness level ဟာ6လလောက်ထိခံနိုင်တယ်လို့ဆိုလာပါတယ်။ကျွန်မကတော့ gratitude practice ကိုအရင်တုန်းကစိတ်ပေါ့ရင်ပေါ့လို့ထားထားလုပ်ကြပါတယ်။ဒါပေမဲ့နေ့တိုင်းလုပ်မယ်ဆိုတဲ့ကိုယ်နဲ့မှမျိုးမရှိရောလက်နဲ့ခြာရေးလိုက်တဲ့အခါရေးလိုက်ဒီလောက်လည်းမလိုပါဘူးဆိုပြီးစိတ်နဲ့တွေးတဲ့အခါတွေးလိုက်နဲ့နှစ်ပြင်းများကြီးပြတ်ကွက်သွားခဲ့ရပါတယ်။ဒီ attitude of gratitude ကျေးဇူးတင်တတ်တဲ့စိတ်ကလေးကိုတကယ်နှိမ့်နဲ့ကကလှုပ်ကြည့်ပြီးလေးချင်းတစ်ခုလိုငွေးမြူလာတဲ့အခါကျမှသူ့ရဲ့တရားမှုအင်ပတ်ဟာဘလောက်အထီးစိတ်ကိုမြညာစေကြလဲရောက်ရဲစေကြလဲပျော်ရွှင်စေကြလဲဆိုတာလက်တွေ့ခံစားသိခဲ့ရပါတယ်။2021ခုနှစ်ဟာမြန်မာပြည်မှာနေထိုင်ကြတဲ့လူတွေအနေနဲ့အတော်ကိုစိတ်ပင်ပန်းဆင်းရဲမှုတွေခံစားကြရတဲ့နှစ်ပဲဖြစ်ပါတယ်။မနက်မိုးလင်းလာလို့အသက်ရှည်ကျန်းမာနေသေးတဲ့ဆိုရင်ပဲဘဝကို ကျေးဇူးတင်လိုက်ရတဲ့အခြေအနေတွေပါပဲ။စီးပွားရေး၊ကျန်းမာရေး၊လူမှုရေး၊နိုင်ငံရေးတွေအကုန်လုံးကမောက်ကမဖြစ်နေတဲ့အချိန်မှာစာဟုတောက်ပေါ်မပူရပဲကိုချစ်ရတဲ့မိသားစုတွေနဲ့အတူရှိနေရဆိုရင်ဒါဟာမဟာကန္တုရှင်ကြီးပဲလို့ပြောရမယ်အခြေအနေဖြစ်ပါတယ်။အဲ့ဒီနဲ့အတွင်မှာပဲကျမကလည်း gratitude practice ကိုစပြီးတော့လုပ်ဖြစ်တာပါပဲ။ဇမကတော့တနေ့ကိုကျေးဇူးတင်တင်စရာအချက်ဆက်ချက်ချရေးပါလေ ညမအိတ်ခင်အချင်းလေးစင်မတန်းစာအုပ်ခံရပြီးလဲမှချရည်တာပါပဲပထမရေးခါစားတော့ကဘာလို့ဘုလိုယေရှုတင်ရမှန်းမသိတဲ့ဦးချောင်းချောင်းဖြစ်နေပေမဲ့နောက်ပိုင်းကျတော့ယေရှုတင်စရာ အဖြစ်ပြအကြောင်းအရာတွေများလာတဲ့အတွက်ကြောင့်ဒီနေ့ကို အချက်15ချက်အချက်20လောက်ထိပြီးဖြစ်လာတာကိုတွေ့ရပါတယ်တကယ်လည်းနေလို့ထိုင်လို့ကောင်းပါတယ်အရင်ကဆိုစိတ်ညစ်စရာတွေရှိရင်လည်းအများကြီး ထိုင်စိတ်ညစ်နေကြတယ်။ပြဿနာတွေဒုက္ခတွေနဲ့ကြုံလာရတဲ့အခါပဲဖြစ်ဖြစ်စိတ်အခက်မတင်ဇရာတွေနဲ့ကြုံဆုံရတဲ့အခါပဲဖြစ်ဖြစ်စိတ်ညစ်တယ်။စိတ်ညစ်တဲ့နဲ့ခံစားနေရတာပါပဲ။စိတ်ထွက်ပေါက်ပြီးပိတ်နေကြရပါတယ်။ယေရှုတင်စရာချက်တွေအကြောင်းအရာတွေကိုသိသေးလေးပဲဖြစ်ပါသေး။ရှာဖွေတွေ့ရှိလာတဲ့အခါမှာဘဝကငါထင်သားတလောက်တော့လေမဆိုးသေးပါဘူးဆိုတဲ့စိတ်မျိုးဖြစ်လာတယ်။ ငါကြုံရတဲ့ဒုက္ခကတချို့သူတွေကြုံနေရတဲ့ဒုက္ခနဲ့စာရင်အများကြီးသိငယ်သေးတယ်ဆိုပြီးစာနာစိတ်တွေနားလေစိတ်တွေကိုယ့်ဘဝကိုကျေးဇူးတင်စိတ်တွေဖြစ်လာတယ်။အဲ့ဒီခါမှာရှင်သန်နေထိုင်ရခြင်းနဲ့ဒီဘဝဒီချိန်လေးမှာ လူလာဖြစ်လာရခြင်းအတွက်ဝမ်းသာတက်လာပါလေ။ Attitude of gratitude ကျေးဇူးတင်တတ်တဲ့စိတ်ကျေးဇူးတရားကို အတိအမှန်ပြတဲ့စိတ်ကလေးပေါ်ပေါက်လာအောင်ပြုစုပြုထောင်ပေးလို့ရပါတယ်။နေ့တိုင်းကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာဖြစ်ပေါ်လာတဲ့ positive events လေးတွေကိုရှာဖွေကြည့်တော့ပါ။မှတ်တမ်းရေးပါ။တလားလောက်ကြာတဲ့အခါမှာအုံနောက်ကဘလူးလူးနေရင်ကျေးဇူးတင်စရာအကြောင်းလေးတွေကိုလိုက်ရှာလာပါလိမ့်မယ်။အဲ့ဒီလိုရှာပြီးပို့ပြီးတွေ့လာလေပါပဲ။ကျမတို့ပို့ပြီးကျေးဇူးတင်တတ်လာလိမ့်မယ်။ ဇာတိဥဒုတာယာနေတဲ့အတွက်ကြောင့်ညနေဘက်လမ်းလျှောက်ထွက်ဖို့ကောင်းလိုက်တာကိုလုံးဝမသိခင်လူတစ်ယောက်ကကိုကိုသွားရင်လာရင်ကူညီပေးလိုက်တာတာကအမေကိုပကံတွေကူဆေးပေးပြစီလို့ပြောလာတာအဲ့ဒီလိုအကြောင်းအရာလေးတွေကအစတွေ့မြင်လာပြီးဂျေစုတင်တက်လာပါလိမ့်မယ်ဒါဟာဂျေစုတရားသိစိတ်ကိုပြုစုပြုထောင်းတဲ့ပုံစံဖြစ်ပါလေဒီလို attitude of gratitude ယေရှုတရားသိနာရတဲ့စိတ်ဟာကုသိုလ်စိတ်လေးဖြစ်ပါတယ်။အကောင်းမြင်တဲ့စိတ်ဖြစ်ပါတယ်။ဟုတ်ကဲ့အခုဖတ်ပြသွားတာတွေကို အချင်းချင်းပြန်လည်ပြီးပြောပြရမယ်ဆိုရင်ဆရာဝန်ဆရာမမမအဖေးအမေမောင်လေးခင်မောစနီသမီးသားခွေးကလေးကြောင့်ကလေးဒါရီအားလုံးဟာလူဘဝမှာကျန်နေတော့အချင်းချင်းကြားပြောဆိုဆက်သွယ်လို့လွယ်ကူအောင် ပေးထားတဲ့အမြင်နာမပညာချက်တွေလည်းဖြစ်ပါတယ်။ဖုံးခံရှိန်ဝါးတွေကြောက်တာဘရင်ပြည်တန်းစားဘရင်မှစတဲ့ပုံစံမျိုးမျိုးကွဲပြားသွားစေပေမဲ့ဘလို့ဘဝပဲရတာရလား။ဘဝဆိုတာရလာတဲ့ကဒုက္ခလိုပဲမှတ်ယူရပါမယ်။ဒုက္ခဆိုတာကို အရှိတိုင်းလက်ခံပေးလိုက်တာဟာအလင်းပွင့်သွားတာပါပဲ။ဒုက္ခကိုဒုက္ခလို့လက်ခံလိုက်နိုင်ရင်ဒုက္ခက လွတ်မြောက်ရာကိုလည်းရှာဖွေတွေ့ရှိနိုင်ပါတယ်။တစုံတစ်ခုပြန်ရဖို့မျှော်လင့်ချက်မရှိဘဲနဲ့ကိုမှရှိရဲ့ဥစ္စာပစ္စည်းအသွေးအသားပူလက်အင်္ဂါနှုတ်သူမဟုတ်စိတ်နဲ့စာမကူညီအားပေးခြင်းအသိပညာမျှဝေခြင်းစာရာတွေကိုကြည်လင်ရှင်ပြသောစိတ်နဲ့ပြီးကန်တာလုတ်ပြီးတာမျိုးဟာ လူရန်ချင်းဒါနာလိုပဲပြောလို့ရပါတယ်လူရန်တဲ့ခါမှာလဲကိုထံမြင်တဲ့သူကိုနဲ့တူတဲ့သူကိုထံနေတဲ့သူတွေကိုပါညာတာအားလူရန်ပေးခံတင်ပါတယ်ဒီနှစ်ထဲတွေမှာလူသားတွေနေနဲ့အထူးသဖြင့်မြမာပြည်မှာနေထိုင်နေသူတွေအနေနဲ့စိတ်အတော်ပင်ပန်းဆင်းရဲမှုတွေခံစားကြရတဲ့နှစ်တွေပဲဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေပျောက်ဆုံးလာကြရတဲ့အခြေအနေတွေကို ပြန်လည်ကုစားဖို့ကျေးဇူးတရားကျင့်စဉ်လေးတွေရဲ့ပြုလုပ်ပုံနဲ့အကျိုးကျေးဇူးလေးတွေကိုဆရာမကမျှဝေပေးတာပါလေ။အဲဒါတွေကတော့နေစဉ်ကျေးဇူးတင်စရာကောင်းတဲ့အကြောင်းတွေကိုတွေးတာစဉ်းစားတာချရည်တာပါ။အဲဒီလိုလုပ်ပေးခြင်းအဖြစ် ကျေးဇူးတင်စရာလေးတွေကိုတေးသေးလေးရအစားရှားဖွေတွေးရှိလာတဲ့အခါမှာငါဘဝကြီးဟာထင်သားတော့လဲမစိုးသေးပါဘူးဆိုတဲ့စိတ်မျိုးဖြစ်လာပါမယ်။ကျေးဇူးတင်တဲ့စိတ်တွေကြောင့်လူဟာပို့ပြီးနေရတာပျော်ရှင်လာမယ်။ဘဝဟာပို့ပြီးအတိတ်ပဲရှိလာနိုင်ပါတယ်။နားထောင်သူမိတ်ဆွေအပေါင်းတို့ကရောကိုမဖြစ်လာတဲ့ ကောင်းခြင်းဆိုခြင်းတွေကိုအစပ်တန်လက်ခံတဲ့စိတ်ကလေးတွေနဲ့နေထိုင်တတ်နေပါပြီလားနေထိုင်နိုင်ပါပြီလားနေ့စဉ်ကျေးဇူးတင်စရာကောင်းတဲ့အချက်တွေကိုတွေးမိပါရဲ့လားရှာဖွေမိပါရဲ့လားကျေးဇူးတင်တဲ့စိတ်နဲ့နေထိုင်ဖြစ်ပါရဲ့လားအဆင်ပြေမယ်ဆိုရင်မိမိတို့ရဲ့အတွေ့အကြုံလေးတွေကို အောက်ကကွန်မန့်ပေါက်ထဲမှာမျှဝေပေးကြပါအောင်ရှင်အားလုံးကမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ ကိုယ်စိတ်နှပြချမ်းမာချမ်းသာ၍ဘေးပရာတွေဝေခွာနိုင်ကြပါစေရှင်။